လာလာလာဒါတော့ငရင်လောက်ခတ်ပြီးနောက်ထွက်ပေါ်လာတဲ့ရှီအောင်ရင်နဲ့တော့ကြီးဟိုစပြီးတော့တူဖော်နေပြီပဲဖြစ်ပါတယ်ဟုတ်ပါဟုတ်ပါဗျာညီမရှီအောင်လဲရဟုတ်လားဟုတ်အတိကြောင်ဝိုင်းဟုတ်ပါဗျာကျွန်တော်လေးတော့ဂျုံလုံးပေါ်လာပြီဗျာဒီရက်မှန်တော့ဘာမှမရှိဘူးရှင်းရှင်းဒီရက်မှန်တော့ဘာမှမရှိဘူးအမှန်ပေါ့ဟာပုတ်ကြီးကရှူရီဝိုင်းနဲ့တင်တယ်ဟမ်ဒီမှာအဝါရောင်လျော်တွေ့တယ်နော်ဆရာဟိုတရားသူနဲ့လောက်ရတော့ဒီမှာလေ ဒါရွှေလဲလူလဲရှိရောရွှေတွေပါတွေ့နေတော့မပြောနဲ့ဟာဒါလီကဖုန်းကြီးနဲ့ထူးတာပေါ့ဒါလီကဆိုဒါလီကအဝင်လေးပဲရှိသေးတာပေါ့နော်ဒီမှာပြောတာတော့ဒီနန်းကောင်ကကိုရအောက်ထဲမှာလို့ပြောတယ်ပေါ့အောက်ထဲမှာဘလောက်နဲ့လဲတော့မသိသေးဘူးပေါ့ငါတို့ရှီဟောင်းသူစေတနာလို့ပြီးထော်တော့မှပဲပြီးအောင်ပေါ့နန်းကောင်တိတိဘိုးမှလည်းရှိသေးတယ်ဒါတော့ဒါအဝင်အဝါတော့ပဲရှိသေးတယ်ဆိုတော့သူအောက်ထဲမှာဘလောက်ကျေပြန့်ပြီးတော့မှကြီးတယ်ဆိုတာတော့ကျွန်တော်မသိဘူးရှီဟောင်းသူစေတနာပေါ်ပြီးတော့မှပဲကျွန်တော်စောင့်ကြည့်ကြတာပေါ့ဗျာ ဘလော့တွေကတော့ဒီဟာလေးကိုအစားဆုံးလေးတော့ပေါ်လာလေးတော့ရိုက်ပြအောင်ပေါ့ပေါ်လာလေးအဝတ်မှရှိဘူးဒါမိဖို့တောင်နေတာမင်းတော်လေးတော့ရလုံးပေါ်လာပြီဗျဒါလေကွာလေကတဲ့ဒါလူအားနဲ့တူထားတာပါနော်နေထားကြည့်ရတာဒါမင်းတို့ကြီးချက်တဲ့တူမိသားစုတွေအတွက်ကျွန်တော်အောက်ဆင်းကြည့်မယ်လာဒီမှာဒီကြည့်ရနော်သူတို့ပြောပေါ်ရတော့ရင်နဲ့တော့ကြီးတဲ့ဝယ်ဖို့အောက်တွေ့ပြီလို့ပြောတယ်ဗျ chúng mình là chàng con ờ ờ xem hai cho tay cho cái này cho cái ờ hậu đi chúa nãy rồi chị đều quên bao bộ nãy rồi chị đều quên bao bộ ဒါဝင်ပေါ့ဗျာမီအောက်ရောက်ရဲနန်းတော်ကြီးရှင်နေအခုဖြတ်နိုင်နေပေါ့နော်ကျွန်တော်ခုနပြတဲ့ဟာအဲ့တော့တိတိချာချာတော့ပြလိုက်ပြီဒီမှာကအဝင်ပေါက်ပုံမှာကလည်းအဝင်ပေါက်လားအထွက်ပေါက်လားမသိဘူးကတဘောက်ပဲဖြစ်တယ်ပေါ့ဒါပေမဲ့ဒီနန်းတော်ကြီးကဒီနားထဲမဟုတ်ဘဲနဲ့မှတခြားအောက်ပြည်ထဲမှာဒီအောက်မီအောက်ထဲမှာဟိုနန်းတော်ကြီးရှိတယ်လို့ပြောကြတယ်ပေါ့နော်ဒါကတော့တကယ်လား မဟုတ်ဘူးလားဟုတ်လားတော့ကျွန်တော်လည်းမပြောတတ်ဘူးဒါပေမဲ့တကယ်ဟိုမှဘယ်လိုပြောရမလဲတမိုင်းရှိလို့လေသူပေါ်လာတာလေသူငလင်းလောက်တဲ့နေရာမှာသူပါထပ်တွေ့တာပေါ့နော်ကျွန်တော်ကဒီမှာနည်းနည်းအချိန်နေဆိုးတယ်ဆိုတော့ဒီမှာလှူဖို့ကျွန်တော်လာတာဗျလိုင်းထဲမှာကျွန်တော်မိသားစုတွေကိုကျွန်တော်မရောက်တဲ့မိသားစုတွေထူစမ်းတာဘဒိုးမအောင်သတိမထားမိတာဗျာဒါကြီးရှိတာကိုဒီကျွန်တော်ကြကြင်လုံးလုံးကျွန်တော်ဒီကိုထွက်လာလိုက်တာပေါ့နော်လမ်းတော်ရှောက်သွားတယ်ကျွန်တော်ညောင်းတယ်နော် ဒီသားဒီလိုနော်ကျွန်တော်တို့ဦးအောင်တောင်းလာတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့အခုလိုတော့စုံလုံးကြည့်ကြည့်လို့တော့ဒါအပေါ့ဝအချင်းနဲ့ဗျဒီတော့ဟိုကတော့ကျွန်တော်လည်းတွေ့တာပေါ့နော်လိုင်းကတော့တော့မတွေ့ဘူးပေါ့ဒါတော့ဝင်ပေါက်တင်ကြသွားပြီဒါဝင်ပေါက်နှစ်ပေါက်ဝင်ပေါက်တစ်ပေါက်ပေါ့နော်ဒီလိုချုံတစ်ပိနေပါရောပေါက်နေပြီနော်ဝင်ပေါက်ကတော့နှစ်ပေါက်တွေ့တယ်ဝင်ပေါက်ကတော့နှစ်ပေါက်တွေ့တယ်ပေါ့ဒီတော့ကြည့်အောင်နော်နှစ်ပေါက်လေးပေါက်အဲ့တော့အဲ့တော့အငင်လေးအငင်လေးဖြစ်မယ် နော်သူတည်နေတာကျန်လိုက်ချာဘူးလေတော့မယ်အဲအဲ့တော့ဒါတွေကခိုးဘက်အချမ်းတွေမှာရှာမယ်ဆိုရင်လေပလင်းနဲ့တူတာပလင်းဖို့တော့ပလင်းဖြို့ဖို့များတယ်ဖွေးလေးပါတော့ပြီးပြီးတော့ထူရတာပို့ပြီးတော့ဆေးဖြစ်တာပေါ့ပလင်းဖြို့ဖို့များအဲ့လိုဝါပြီးတော့လူတွေထိကပ်နေတာမှမရှိအောင်ပေါ့နော်ဖွေးလေးပါပြီးပေးထားတာ တော်လေးတော့ရုံလုံးပေါ်လာပြီနေထိုင်ရလုံးဝအကြီးပဲဗျနေဆုံးနမ်မတော်မတို့တို့ចောင်းဆောင်ကြီးတော့ရှိမယ်အဲ့ထက်တောင်ချင်းជីအောင်ပဲဗျအနေထိုင်ကြီး အခုတော့ line ပေါ်မှာတက်တက်နေရဲ့အင်းဝရေနန်းတော်ဆိုပြီးတော့တက်နေပုံတပုံရှိတယ်ပေါ့နော်ဗီဒီယိုတက်လာတော့ဟုတ်တယ်ဗီဒီယိုတွေကကျတော့မြေကြီးထဲမှာမြုပ်နေတဲ့ဟာတွေငလင်ကြောင့်မလို့ပေါ်လာတဲ့ရေနန်းတော်ပေါ့နော်ရေနန်းတော်ကျတော့တို့ကအခုဟိုနန်းတော်တစ်ခုလုံးပေါ်လာတယ်မဟုတ်ဘူးဒီတားခံနေရပြောတဲ့အခြေအဖြစ်တယ်ပြီးတော့အဲ့ဒီနောက်ပိုင်းရေနန်းတော်ပေါ်ပေါ်လာတယ်ဆိုတဲ့နောက်ပိုင်းကျတော့ပုံတွေတက်နေရပေါ့နော်ဒီပုံလေးအဲ့ဒီပုံကိုရေနန်းတော်ပါဆိုပြီးတော့ တချို့တလီပေါ့နော်တချို့တလီပြောနေကြတယ်အမှန်တကယ်တော့ဒါကအင်းဝမြို့ဟောင်းမှာအင်းဝမြို့မှာရှိတဲ့ရေနံတော့မဟုတ်ဘူး။သူကကြတော့အမရပူရာမှာရှိတဲ့ရေနံတော့အမရပူရာနဲ့အင်းဝနဲ့ကမတူဘူးနော်။အရင်အင်းဝခက်ကဘယင်နေပေါ့နော်။အင်းဝခက်ကဘယင်နေကအဲအင်းဝနဲ့အမရပူရာနဲ့ကိုအင်းဝအင်းဝမှာငလင်ခဏခဏလုတ်တယ်။အဲဒါကြောင့်မို့အင်းဝနဲ့အမရပူနဲ့ကို အမရပူရာနဲ့ကိုသူတို့ရဲ့နန်းဟိုနေပြီးတော့ပေါ့နော်။မင်းနေပြီးတော့ပြောင်းရွှေ့ခဏခဏလုတ်ကြတယ်။အဲ့ဒီထဲမှာမှာ အမ်ဘိုးတော်ဖရာလက်ထက်မှာဆိုလို့ရှိရင်အမရပူရာကိုပြောင်းရွှေ့ပြီးတော့နှမ်းစံတယ်ဒါပေမဲ့ဗဗကြီးတော်မင်းလက်ထက်မှာကျတော့1800 1823ခုနှစ်မှာသူကအင်းဝကိုပြန်ပြီးတော့ပြောင်းရွှေ့နှမ်းစံခဲ့တယ်ပေါ့နော်အမ်နောက်ဆုံးပေါ့နော်ကျွန်တော်လည်းကောင်းပါလေးချောထုတ်တာဆက်ကြည့်နေဟောက်မဟုတ်တော့မသိဘူးဗျာအဆုံး1842ခုနှစ်မှာအောင်1842ခုနှစ်မှာပေါ့နော်အရန်ပြင်းထန်တဲ့ငလေးသမိုင်းပညာရှင်တွေသူတေတီတီကတော့ဒါကကနနာသိမယ်လို့ထင်ပါတယ် လုတ်ခဲ့တာဖြစ်တယ်။အဲ့ဒီငလင်ကြောင့်မလို့ဒီမြို့တော်မအင်းဝမြို့မှာအပြည့်စီအဆုံးရှုံးနေများတယ်။လူတွေလည်းအများကြီးအသက်ဆုံးရှုံးရတယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့်မလို့အဲတာယာဝတီမင်းကတာယာဝတီမင်းလက်ထက်ရောက်တဲ့ချိန်ကျတော့တာယာဝတီမင်းကအမရပူရာကိုပဲအဲမင်းနေပြီးတော့ဖြစ်ပေါ့နော်။မင်းနေပြီးတော့အဖြစ်ပြောင်းရွှေ့ပြီးတော့နန်းဆန်ခဲ့တာဖြစ်တယ်။အဲ့လိုပြင်းထန်တဲ့ ြင်းထန်တဲ့ငလင်းနဲ့ခဏခဏလှုပ်ခဲ့တာကြောင့်မလို့အင်းဝမှာရှိတဲ့ရှေးဟောင်းဘုံပိမ့်မှန်တွေကျောင်းတိုက်တွေကျောင်းတော်တွေအဲအဲ့လိုနာမည်ကြီးပေါ့နော်အထင်ကရနေရာတွေတော်တော်များများကပျက်စီးဆုံးရှုံးခဲ့ရတယ်။အဲဘာတွေပါလဲဆိုတော့ဘားကရာကျောင်းတိုက်ပြီးလို့ရှိရင်ဘားမဲကျောင်းတိုက်ရှိတယ်။လေးထက်ကြောင်းတိုက်ကြီးပြီးတော့ယရနာပိမှန်ကြောင်းတော်ကြီးပေါ့နော်အဲ့ဒီအအထင်ကရအထင်ကရနေရာတွေသူလည်းဒါစာအုပ်ထည့်ရလေးလာပြီးတော့ပြန်ပြီးတော့ရှင်းပြနေတဲ့အနေထားပဲဗျ အလုံးပျက်စီးဆုံးရှုံးသွားခဲ့ရတယ်ပျက်စီးဆုံးရှုံးခဲ့ပေမဲ့အဲဘာမဲဆရာတော်ရဲ့အဲဒီလောကီပညာရည်တွေပေါ့နော်လောကီပညာရည်တွေမန်တန်နေအင်းနေရတော့အမ်လုံးဝဒီဒီခစ်ထိဒီခစ်ထိလက်ဆင့်ကမ်းနိုင်ခဲ့တယ်အဲ့လိုအဆောက်အဦတွေပျက်စီးပြီမဲ့အဲ့လိုလောကီပညာတွေကတော့မပျက်စီးမပျောက်ဆုံးသွားခဲ့ဘူးပေါ့နော် ဘာမဲ့ဆရာတော်ရဲ့လောကီအစီအင်းကတော့လက်ရှိထိနာမည်ကြီးနေတော့မှာပြ။မြင်းငယ်မြင်းကတုတ်ထဝတိမြင်းတို့စုံတဲ့နေရာမှာရှိတာ။အဲစုံတဲ့နေရာမှာရှိတာဖြစ်တဲ့အဲ့ဒီအတွက်ကြောင့်မလို့မိုးတွင်းဆိုလို့ရှိရင်မိုးတွင်းကာလာရောက်ပြီဆိုလို့ရှိရင်အများနဲ့ရေလွှမ်းနေပေါ့နော်။ရေလွှမ်းပြီးတော့ရေတွေကျတဲ့အခါကြလို့ရှိရင်ဒီအင်းဝါမျိုးရဲ့ရင်မြေမျက်နှာပြင်တွေကမညီမညာတွေဖြစ်တယ်အဲ့လိုမျိုးတွေဖြစ်ပြီးကြံခဲ့တယ်ပေါ့နော်။ ဲ့ဒါကြောင့်မလို့အင်းဝါကရင်ရင်နဲ့ပတ်သက်ပြီးတော့တမိုင်းနေတော့ရှိတယ်ဒါပေမဲ့အခုဟိုအခု లై မုံမှာပြက်နေတဲ့ပုံကတော့အင်းဝါပုံမဟုတ်ဘူးပေါ့နော်အဲ့ဒါအမရပူရာကရင်နဲ့တော့ပုံဖြစ်ပါတယ်အခုလက်ရှိဘာလို့မရပါဘူးဗျာရင်နဲ့တော့ဆိုတော့ပေါ်တယ်ကျွန်တော်အင်းဝါမှာဗျာဝင်ဝင်မပေးသေးပါဘူးဗျာရှိပါဗျာသူတို့တော့ရှေဟောင်းသူရနာလာပြီးတော့အတိုင်းနေပါတယ်ဗျာလာရောက်ကြည့်စုစစ်ဆေးနေပါတယ်ဗျာကျွန်တော်တို့လာကြည့်ဒါအရင်ရက်တည်းကဝင်လို့ရတယ်အခုဒါ ဝင်လို့တော့မရတော့ဘူးဒါပိတ်ထားပြီပေါ့နော်စီတာလိုက်ပြီးတော့ကြည့်ရပါတယ်ကျိုးပပတ်လေတို့ area ပတ်လေပေါ့အကျေပေဘလောက်လောက်ရှိနိုင်မလို့တစ်ခါနှစ်ခါသုံးခါလေးခါပေ150နဲ့200ကြားလောက်မှရှိပါတယ်ဗျာရှိပါဗျာကျွန်တော်လက်ရှိလောတဲ့ရေနံတော်ရဲ့ private ကိုမမြင်ရသေးပါဘူးဗျာဒါကတော့ဘာလဲဆိုတော့ငလင်ကျော်ရဲ့ရေနံတော်ရဲ့ဘေးကငလင်ကျော်ပြည့်၍ငလင်ကျော်ပါဗျာပြည့်ပြီကျော်ကဘယ်လောက်ထိနှစ်တုံကြည့်ပါဗျာ ဒီမှာကျွန်တော်တို့အရင်လက်ရှိမင်းနုဒါကတော့မင်းနုပေါ့ဗျာမင်းနုမင်းနုနောက်ကျောချမ်းလုံးပြိုသွားပါဗျာအဲကျုံမျိုးယူနဲ့မင်းနုမျိုးယူနဲ့ဆိုရင်ပေ900အခွာဘလောက်တုံးအချင်းကပေ300နဲ့900 400ချားလောက်မှမင်းနုအုပ်ကျောင်းနဲ့ကဲ့ရက်ပဲဗျာပေါ်ပေါက်လာတာပါဗျာဒီလက်ရှိလောတဲ့ကဇကိုင်းတတန်းအရာဝတီမြက်ထဲကြဖို့ဆိုလို့ရှိရင်ဘလောက်လောက်ရှိနိုင်လို့ဆိုလို့ရှိရင်ပေ200 မိခွက်လို့ဆိုတေခါခွက်လောက်ဆိုလို့ရှင်တေခါတန်တန်လောက်ထက်ရှောမယ်ဆိုရင်ဒီနန်းတော်ကြီးဟာဘယ်လောက်ထိဒီရပါဒီမြင့်နဲ့ကက်ရပါသွားနိုင်မလုံးပေါ့ကျွန်တော်မျက်မြင်သုံးတက်ချက်ရဆိုရင်ဘယ်လောက်ထိပတ်သွားနိုင်ပတ်သွားနိုင်ပါလေဗျာပြန်ပြီးတော့ဟိုဟာအရာဒီမြေသေးကိုဆင်းသွားနိုင်လို့ပေါ့ဗျာမြင့်တာငလင်းပြည့်ရွေးကြောပါဗျာဒီမှာပါဗျာဒီမှာဒီနေရာလေးကနေပြီးဆက်မပြတ်တော့ပါဘူးဗျာသူ့ရဲ့အနစ်ကဒီရပါဒီမြင့်နဲ့ပဲ ဒါလားဒီရပါရီမြင်းနဲ့ပဲဆက်ဆက်ရှိနေမလားတော့မသိဘူးဗျာရေနန်းတော့ဆိုတော့လေရှိတော့ဆယ်ဘေးဆယ်ဘေးမရှိဘူးငါဘေး6ဘေး9ဘေးလောက်တော့ရှိတယ်ဗျာဒါပြည့်ရွေကျော်ရလို့လာပြတယ်ဗျာဒီမှာဒီလက်ရှိလောတဲ့တော့မမြင်ရသေးပါဘူးဗျာမြို့ရိုးကိုကျွန်တော်လိုက်ပြီးကြည့်ပါမယ်ဗျာကြည့်ပြီးပြန်ပြောပြပါမယ်ဗျာဟောဒီမှာလာပြည့်ရွေပါဗျာဒီမှာတရှိသူကလည်းသူ့ဟာနဲ့သူလာတယ်ဗျာလာတရှိနေတယ်ဗျာသူတို့ကလည်းရှင်ဟောင်းကလည်းစစ်နေပါတယ်ဗျာသူ့ဟာနဲ့သူ သူတို့လူတွေတော်တော်စီးနေပြီဆိုတော့ဈေးတွေပါရောက်သွားရမကောင်းနေမယ်ဈေးအောင် CYND ပါဈေးတွေပေါ့ဗျာသူကလည်းသူလုံနေပါတယ်ဗျာဒါလေးတွေကတော့သူတို့ရှိနိုင်တဲ့နေရာဒီနန်းတော်ဆိုတဲ့ဟာရှိနိုင်တဲ့နေရာတွေကိုသူတို့ရှင်းလင်းခုတ်ထင်ရှင်းလင်းနေတာပေါ့ဗျာလက်ရှိလောလောဆယ်မှာတော့ဒီတိုင်းလေးပဲရှိတယ်ဗျာပြည့်ရွှကျော်ပေါ့ဗျာဘလောက်ထိရှိနိုင်တယ်ပြည့်ရွှကျော်ကဒီလောက်ထိရှိနိုင်တယ်ဗျာဟာတပိနေပြည့်ရွှကျော်ဒီလောက်ထိရှိနိုင်တယ်ဗျာဒါဒီနန်းတော်ခုပေါ်ပေါက်တယ်ဆိုရင်နန်းတော်ရဲ့ ဟုတ်လား white ball ဗျာဒီလောက်ကြီးရှိတယ်ပေါ့ဗျာနေထားရတော့လုံးဝအကျယ်ကြီးဗျာဒီဘက်ကြောရသလိုရှိရင်အရာဝတီကိုဆင်းမို့ရပေး300ကိုမရှိတော့အရာဝတီတဲကိုဆက်ပြီးတော့ဟိုကလောက်မှဆိုတာကြီးကကျွန်းကြီးပေါ့ဗျာဒီဟာကြီးကဒီကျွန်းကြီးကျွန်းကြီးလို့ခေါ်တယ်ပေါ့ကျွန်းဒီတိုင်းလေးဟိုဘက်ကိုဒေချာပေါ့ရှောမဲ့အနေထားရှိတယ်ဗျာအင်္ဂလိပ်ရင်ကြောပေါ့ဗျာဒီလိုမြေခွက်ပိုင်ရှိရတော့ဒူးတောင်တွေလာပြီအဲဒီမှာ ကျွန်တော်သုံးသက်ချက်ကဒီဒီကြောင်းလေးပေါ့ဗျာဒီကြောင်းလေးနဲ့ဟိုတောင်ဝီးတက်တက်ကိုရောက်နေရပေါ့ဗျာသူတို့ရှာကြည့်နေတယ်ပေါ့ဗျာဒီကနေ့သူတို့ပတ်ထားတယ်ချိုးတွေပတ်ထားတယ်ပတ်ထားတယ်သူတို့စစ်နေတယ်ပေါ့ဗျာဖြူ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 နဲ့တော့လာကြည့်နေကြတယ်ပြန်ပြောပေးမယ်ပြောပါဗျာ